အားလုံးမင်္ဂလာပါခင်ဗျာ welcome back to the next youtube channel next youtube channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ဒီတစ်ပတ် share ပေးသွားမယ့်အကြောင်းအရာလေးကတော့ messi ရဲ့ greatest love story အချစ်ဆန္ဒလေး ਨੇ messi ရဲ့သူကစားပေါ်တငယ်ချင်း ronaldinho ပေါ်မှာထားတဲ့လူသားဆန်တဲ့အပြုတ်မှုစိတ်ထားလေးကို share ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကဲပထမဦးဆုံးအနေနဲ့ messi နဲ့သူ့ရဲ့အမျိုးသမီး antonila တို့ရဲ့ love story အချစ်ဆန္ဒလေး ਨੇ ပဲစလိုက်ရအောင်ဗျာ messi နဲ့သူ့အမျိုးသမီး အန်တိုနီလာတို့မှာတကယ်ပဲ greatest love story တစ်ခု ရှိခဲ့တယ်ခင်ဗျာသူတို့နဲ့အစတွေ့တော့တော်တော်လေးငယ်သေးတယ်လို့ဆိုရမှာပဲဗျာမက်ဆီကကိုနှစ်သားရွယ်သူ့ကောင်မလေးက၈နှစ်ပေါ့ဗျာအဲ့တော့ဗျာငယ်ချီဦးလို့ပြောရမှာလားပဲသူတို့နှစ်ယောက်ဟာအန်တိုနီလာရဲ့တငယ်ချင်းလေးဖြစ်ကာဆင်လေးဖြစ်တဲ့လူကတ်ကအိမ်မှာစတွေ့ခဲ့ကြတာပါတဲ့လူကတ်ကမက်ဆီကိုဆမ်မာဟောလီဒေးတိုင်းမှာသူ့အိမ်မှာဘောလုံးကစားဖို့ဖိတ်ခေါ်ပြီးမက်ဆီနဲ့အတူတူဘောလုံးကစားလေးရှိကြပါတယ် ဲ့အချိန်မှာသူတို့နှစ်ယောက်စလုံးဟာအနာကက်မှာဖုတ်ဘောပလေယာကောင်းနေဖြစ်ဖို့ကြိုးစားနေကြတဲ့အချိန်ကာလေးပေါ့ဗျာလူကတ်စ်ကပဲမက်ဆီကိုအန်တိုနီလာနဲ့မိတ်ဆက်ပေးခဲ့ပါလေတဲ့အာဂျင်တီးနားမှာနေထိုင်ကြတဲ့ကာလာကလေးကသူတို့နှစ်ယောက်စတွေ့တော့မက်ဆီကအယမ်းစိတ်လို့ရှားနေပြီစွန်းနဘတ်ဖြစ်လို့နေပါလေတဲ့နောက်ပိုင်းတော့မက်ဆီကတကယ်ချင်းအိမ်ကိုခဏခဏသွားလေဖြစ်ပြီးယင်းကြီးလာခဲ့ကြပါလေနောက်ဆုံးတော့မက်ဆီကအန်တိုနီလာစီကိုဈေးစားစာလေးတွေကိုမကြမကြပေးပို့ခဲ့ပါလေတဲ့ ကျွန်တော်တို့ဇလိုက်ကြီးကတော့စရိုးနေပြီပေါ့ဗျာဒါနဲ့မက်ဆီကယူရိုကိုဘောလုံးကစားသမားဘဝနဲ့သူ့ရဲ့ career life ကိုဖြတ်သန်းဖို့အတွက်အာဂျင်တီးနားကနေထွက်သွားတဲ့အခါမှာတော့သူတို့နှစ်ဦးကပိုဝေးလို့သွားခဲ့ရတယ်တယောက်နဲ့တယောက်လည်းမတွေ့ရတော့ပါဘူးပဲဒါနဲ့နှစ်တွေတော်တော်ကြာဖြတ်သန်းပြီးတဲ့နောက်မှာ2009ခုနှစ်မက်ဆီရဲ့ crush လေးအန်တိုနီလာရဲ့တငယ်ချင်းလူကတ်တယောက်ကြေကွဲစရာဖြစ်နေတည်ဆုံးခဲ့ရပါတယ်ကား accident တစ်ခုနဲ့ဆုံးပါသွားခဲ့ရပါတယ်အဲ့ချိန်မှာမက်ဆီကသူကစားနေတဲ့ဘာစီလိုနာကလပ်ကနေ အာဂျင်တီးနားကိုပြန်လာခဲ့ပါတယ်။သူ့ကောင်မလေးအန်တိုနီလာပြောတာကသူ့ရဲ့တငယ်ချင်းလေးဖြစ်ဆွေမျိုးလေးဖြစ်တဲ့လူကတ်တယောက်ဆုံဆုံသွားရတဲ့အတွက်ဝမ်းနည်းနေရတဲ့အချိန်မှာမက်ဆီထံကနေပြီးတော့ဖြစ်သိမ်းမှုတွေရခဲ့ပါတယ်တဲ့။အဲ့ဒီမှာဇလန်အစာရီဘူးအဲ့လိုနှစ်သိမ်းမှုဖြစ်သိမ်းမှုတွေနဲ့အတူမက်ဆီနဲ့အန်တိုနီလာတို့ပြန်လည်တွေ့ဆုံခဲ့ကြပြီးအပြန်အလှန်ရိုခဲ့ကြတယ်ပေါ့ဗျာ။ ADIS တွေဆိုတော့လေလွမ်းပြီပေါ့ဗျာ။ဒါနဲ့ပဲ2009ခုနှစ်လောက်မှာသူတို့နှစ်ယောက်က တိုင်းရှုပ်ကလေးခုတ်ခုတ်ပြီးဒိတ်နေခဲ့ကြတာပေါ့ဗျာမက်ဆီကလည်း public ကိုလုံးဝချမပြပဲဆိုင်းလန်လေးနဲ့ပဲငင်းငင်းချမ်းချမ်းလေးတိုင်းရှုပ်ကလေးပေါ့ဗျာအဲ့ဒါနဲ့2010မှာတော့ private ceremony လေးကျင်းပပြီးသူတို့ညောင်က engage လုပ်ခဲ့ကြပါတယ်အခုဆိုရင်တော့တီယာကိုမတီယိုနဲ့စီရိုဆိုတဲ့သားသုံးယောက်ကိုပိုင်ဆိုင်နေပြီးအောင်မြင်တဲ့ဘဝကိုမိသားစုနဲ့ပျော်ရွှင်စွာဖြတ်သန်းနေကြပါတော့တယ်ကဲဘရိုမာလေးငချစ်ဦးလေးတွေရှိနေတယ် ် ADRS တွေဖြစ်နေရင်တောင်မှတယောက်နဲ့တယောက်ပြစ်သိပ်ပေးဖို့လည်းမမင်းနိုင်ဘူးเนาะ FA is the best လို့ဂုဏ်ယူနေတဲ့ကိုကြီးတွေနဲ့ baby လေးတွေကလည်းအရင်နေလွတ်မနေနိုင်ဘူး FA ဘွားကလွတ်အောင်တကူတော့လွတ်ဖို့အကြံပြုလိုက်ရင် Messi နဲ့ Antonio တို့ရဲ့ love story လေးကိုမျှဝေလိုက်ရပါတယ်ခင်ဗျာ Messi ရဲ့ love story လေးပြီးသွားတဲ့ခါမှာတော့ Messi ရဲ့သူ့တငယ်ချင်း Ronaldinho အပေါ်မှာလူသားဆန်ပြီးတကယ်ချင်းမိတ်ဆွေကောင်းပေးတဲ့စိတ်ထားလေးကိုလည်းဆက်ရှယ်လိုက်အောင်ဗျာဟုတ်ကဲ့ ရော်နယ်ဒင်ဟိုနဲ့မက်ဆီတို့ဟာဘာစီလိုနာမှာအတူတူကစားခဲ့ကြတဲ့ထိမိတ်တွေ friend တွေပဲဖြစ်ကြပါတယ်။ရော်နယ်ဒင်ဟိုရဲ့ style ကတော့ player တွေအကစားသမားအချင်းချင်းကိုနှိုင်းရှင်ပြီးဂုံတုကုံပြိုင်ပြီးပြောတာကိုသူကလုံးဝမကြိုက်ပါဘူးတဲ့။ဒါကြောင့်လဲသူကဘယ်အကစားသမားကိုမှဘသူကအကောင်းဆုံးလဲဆိုတာကိုတခါမှမပြောခဲ့ဘူးပါဘူး။2008ခုနှစ်မှာတော့ရော်နယ်ဒင်ဟိုဟာဘာစီလိုနာနဲ့ထွက်ခွာခဲ့ပြီးအခြားသင်းတွေကိုပြောင်းခဲ့ရပါတယ်။2020ခုနှစ်မတ်လအဖမ်းခံရပြီးထောင်ချလို့သွားခဲ့ပါတယ်။ ဲ့ဒီအချိန်မှာမက်ဆီကစတာလင်ပေါင်း1.3မီလီယံဘေးကိုအကုန်ကျခံရှင်းပေးပြီးရော်နယ်ဒင်းကိုထောင်ကနေလွတ်မြောက်စေခဲ့ပါတယ်။ဒါပေမဲ့မက်ဆီကတော့ဒါ fake news လို့ပဲပြောကြားတော့ခဲ့ပြီးသူထုတ်ပေးခဲ့တယ်လို့မပြောသွားခဲ့ပါဘူး။အဲ့ဒါနဲ့မက်ဆီနဲ့ရော်နယ်ဒင်းတို့ပြန်တွေ့ကြတဲ့အခါမှာတော့မက်ဆီကသူ့ရဲ့လက်မှတ်ထိုးထားတဲ့ဒါပေမဲ့အဲ့ website ကသူ့တန်ဆက်သွယ်ပြီးရောင်းဖို့ပြောခဲ့ပေမဲ့လည်းသူကငြင်းပယ်ခဲ့ပါလေ။အဲ့ဒါနဲ့ရော်နယ်ဒင်းဟောအဲ့ website ကနေပဲ ပတ်စံနေဝင်လာခဲ့တဲ့အခါမှာတော့အဲ့ website ကိုဖုံးခေါ်ပြီးငါလည်းအင်ဂျီမရောင်းဘဲနဲ့ဘာကြောင့်ပတ်စံနေငါအကောင့်တွေကိုလွှဲနေရတာလဲလို့မေးလိုက်တဲ့အခါမှာတော့အဲ့ရဲ့ website ကတာဝန်ခံတယောက်ကဒီလိုပဲအကြောင်းပြန်လာပါတယ်မက်ဆီက request လုပ်ထားခြင်းဖြစ်ကြောင်းနဲ့နောက်ထပ်သူ့ရဲ့ဂျာစီတထဲကိုလည်းထပ်ပေးမယ်လို့ပြောသွားခဲ့ပါတယ်တဲ့အဲ့လိုအကြောင်းကိုရော်နယ်ဒင်းကိုကြားလိုက်ရတဲ့အခါမှာတော့မျက်ရည်လဲရတဲ့အထိသူခံစားခဲ့ရပါတယ်လို့ပြောသွားပါတယ် ဒီလိုမက်ဆီရဲ့လူသားဆန်တဲ့အပြုအမူလေးကိုကြည်ရှင်းအားဖြင့်အဘရိုတို့ကလည်းမိမိရဲ့မိတ်ဆွေတငယ်ချင်းတွေကိုကိုကြီး